အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feature channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖက်ပြတက်ဆက်ပေးနေတဲ့ဆောင်းပါးကောင်းလေးကတော့စိုင်းဆရာကြီး Lerinda Soche ရေးသားထားတဲ့ဘဝလမ်းညွန်စကားမလို့များတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖက်ပြတက်ဆက်ပေးတော်မှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကမနီရာပေတာနဲ့ယနေ့ပေတာပြိုင်နေရသည်လို့အငြင်းရပါတယ်ဒီနေ့ကျွန်တော်ဖက်ပြတဲ့ဆောင်းပါးကောင်းလေးကိုအတူတူနားဆင်ကြည့်အောင်ပါခင်ဗျာ မနေ့ကပေးတာနဲ့ယနေ့ပေးတာပြိုင်နေရသည်စိန်ပေတာကြီးသည် ပတလာတီကျွမ်းကျင်၏ဆောင်းဒီယာမှာထူးကျွန်၏ဆိုင်ဝိုင်းတီးယာမှာအကျော်ကြားဆုံးတခွန်ဆိုင်ရခဲ့၏ဒီမျိုးပလာကျော်သူဘွဲ့ရကြွားစားဆိုင်စရာကြီးဖြစ်သည်မဟာဂီတကိုစာမျက်နှာလှမ်းသည်။ကြာရသချင်းမဆိုင်မတော်ပိုင်နိုင်စွာတီးနိုင်၏ဆိုင်ဆိုသည်။မင်းကြီးထေကောင်ဆိုတဲ့ကဲ့သို့ဆိုင်လောကမှာပြိုင်ပန်းမရှိဖြစ်ခဲ့၏ သို့သောဗေဒာကြီးသည်ဆိုင်တင်ညာကိုပို၍ကျွမ်းပို၍တော်အစင်သဖြင့်စူးစမ်းနေတူးချင်းထူးချင်းအောင်စူးစမ်းတဲ့ကဲ့သို့အဖွဲလိုက်အကောင်းဆုံးဖြစ်အောင်လည်းစူးစမ်းသည်တေယိုးများကျင့်ညက်နေအောင်လေ့ကျင့်တဲ့ကဲ့သို့ဒီလုံးဒီကွက်အသက်များကိုလည်းတီထွင်၏သူ၏အလုံးမှာအကောင်းဆုံးအတော်ဆုံးအထူးကျွန်းဆုံးဖြစ်နေသည့်တန်အောင်စရတတ်ဖို့ပို၍စူးစမ်းနေစေဖြစ်သည်တပည့်တို့ကဆရာနှင့်ပြိုင်နိုင်သူဘယ်သူမှမရှိ၍ဤမြစူးစမ်းနေရမလို့တော့ကြောင်းပြောဆိုကြသောအခါဗေဒာကြီးက သူများနဲ့ပြန်စရာမရှိတော့လေမနေ့ကပေတာနဲ့ယနေ့ပေတာပြိုင်နေရသည်ဟုပြောခဲ့သည်မသားဝယ်ကောင်းသောစကားဖြစ်သည်လေးစားဝယ်ကောင်းသောစိတ်ထားဖြစ်၏ငါအကျွမ်းကျင်ဆုံးဖြစ်နေပြီငါအတော်ဆုံးဖြစ်နေပြီဟုလျှော်သောစိတ်ထားမရှိငါနဲ့ပြိုင်ဘက်မရှိဟုမာနတကုံထူခြင်းမရှိသူများနဲ့ပြန်စရာမရှိလျင်ကိုကိုကိုပြိုင်နေသည်မနေ့ကပေတာထက်ယနေ့ပေတာအိုတာအောင်ကြိုးစားသည်ထို့ကြောင့် နစ်ကပေးတာထက်ချင်းနစ်ပေးတာအစများစွာ တာလွန်နေလိမ့်မည်။ဤစိတ်ထားနှင့်ဤကြိုးစားမှုများကြောင့်ဗေဒာကြီးကွယ်လွန်သွားပြီးသည့်နောက်နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်ဗေဒာနမည်ကြော်ကြားနေခြင်းဖြစ်သည်။နောက်ခေတ်ဆိုင်းစရာများအားလုံးကစံပြုတ်အတူယူနေကြရသည်။ဗေဒာကြီးတီလုံးတီခွန်များဗေဒာကြီးဤဆိုင်းတီလုံးများတပ်ပြားများသည့်လုံးစွာကြော်ကြအောင်မြင်ခဲ့သည်ဗေဒာဤဂုံတဲ့ဗေဒာဤအကြောင်းတို့ကို လူများပြောမဆုံးပါတော့တော့ဖြစ်ခဲ့ကြသည်ဒီနေ့ထက်တိုင်းမြင်လက်တိုင်ပြောင်းရင်းဗေဒာကြီးဟုပြောဆိုကြသည်သူစကားနှင့်အညီ မနေ့ကဗေဒာနှင့်ယနေ့ဗေဒာပြိုင်ချင်းကိုအသက်ထဆုံးစူးစားခဲ့ခြင်းကြောင့်လူဆိုင်တူခဲ့သောမှတ်တိုင်သည်တရက်ထက်တရက်တိုးတက်မြင့်မားခဲ့သည်သူကွယ်လွန်သောအခါဆိုင်းလောကမှာဗေဒာဟုသော အလုံးမြင့်သည့်မှတ်တိုင်ကြီးကျန်ရနေခဲ့ခြင်းဖြစ်သည်မိမိကိုယ်ကိုဆက်လက်တိုးတက်ရန်ကြံသေးသည်ဟု ယူဆသူတို့သည် စ조사မှုအရှိန်အဟုန်မပြတ်ဆက်လက်တိုးတက်နေတယ်နီအမှန်စင်စစ်လဲအကောင်းဆုံးရောက်ပြီးအတော်ဆုံးဖြစ်ပြီးဟုပြီးမရှိဆက်လက်조사ရင်းတိုးတက်စရာများစွာကြံသေးသည်မိမိတို့၏မှတ်တိုင်ကိုညင်သက်ထက်မြင့်အောင်စိုက်ထူနေခြင်းဖြင့်မာနတချင်ကိုလဲလျော့ပါစေတယ်နီသူလိုပါနဲ့ပြန်ပတ်မရှိလျင်မိမိကိုယ်ကိုမနေ့ကထက်ယနေ့ပို၍တိုးတက်အောင်조사နေတယ်နီအောင်သာသမားတို့သည်မိမိတို့တင်နာသည့်အမြင့်ဆုံးစံချိန်ကိုပြန်ချိုး၍ ပုံမြင့်သောစံချိန်ကိုမြင့်တင်နေသည်။အနုပညာသည်တို့ကလည်းမိမိတို့၏အနုပညာစွမ်းရည်ကိုပို၍မြင့်တင်နေသည်။အသည့်ပညာရှင် အတတ်ပညာရှင်တို့သည်မိမိတို့အသည့်ပညာအတတ်ပညာကိုပို၍တိုးတက်အောင်ကြိုးစားနေရမည်။လုပ်ငန်းရှင်တို့ကလည်းမိမိတို့လုပ်ငန်းကိုပို၍မြင့်အောင်မြင့်တင်နေရမည်။မနေ့ကပေးတာနဲ့ယနေ့ပေးတာပြိုင်နေကြရမည်။ ခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့ဆရာကြီးဆရာကြီးလယ်ရင်သာဆော်ချေရေးသားထားတဲ့မနေ့ကပေးတာနဲ့ယနေ့ပေးတာပြိုင်နေရသည်လို့မြင်ရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးကောင်းလေးမှာဆိုလို့ရှိရင်ဆရာကြီးလယ်ရင်သာဆော်ချေကဒီ neuroscience လောကမှာနာမည်ကြီးဆိုင်းဆရာကြီးစင်ပီရာရဲ့အကြောင်းလေးကိုရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်စင်ပီရာဆိုလို့ရှိရင်သူဆိုင်းလောကမှာတကယ်နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမဲ့လည်း အမြဲတမ်းစူးစမ်းနေတဲ့အမြဲတမ်းဒီလုံအစ်စ်တီးနေကျင့်နေတဲ့ပြီးတော့သူ့ရဲ့ဒီတပည့်တပန်းနေသူ့ရဲ့အဖွဲကိုလည်းအဖွဲလိုက်ချင်းတရားချင်းအမြဲတမ်းတိုးတက်အောင်သူစူးစမ်းနေရပေါ့နော်အဲ့လိုမျိုးပြုလုပ်နေရချင်းကသူ့မင်းကသူ့သူ့နဲ့ပြိုင်ဘက်ပြိုင်နိုင်မဲ့သူမရှိပေမဲ့ကလေးပဲသူ့အမြဲတမ်းမင်းကစိန်ပေးတာထက်ဒီနေ့စိန်ပေးတာပို့တော့အောင်စူးစမ်းနေတယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီဆောင်မလေးမှာကြီးသားထားတာဖြစ်ပါတယ် ကျွန်တော်တို့ဒီဆောင်မလေးကနေကိုကိုကိုအမြဲတမ်းစူးစမ်းနေရမယ်ကျွန်တော်တို့အမြဲတမ်းကိုကိုကိုတိုးထက်အောင်လှုပ်ဆောင်ရမယ်အမြဲတမ်းကိုနဲ့တခြားသူနဲ့ပြိုင်နာအောင်ကိုကမကြိုက်ဘူးဆိုရင်တော့မှမနေ့ကကိုကိုကိုထက်ဒီနေ့ကျွန်တော်တို့ကိုယ်တိုင်ကပို့ပြီးတော့တိုးတက်အောင်စူးစမ်းနေရမယ်တိုးတက်အောင်လှုပ်ဆောင်နေရမယ်ပို့ပြီးတော့တိုးတက်တဲ့နေဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ဒီဆောင်မလေးကနေသင်ခန်းစာရရှိဖြစ်ပါရခင်ဗျာ အဲဒါကြောင့်မလို့ဒီလိုမျိုးစောင်းမကောင်းလေးတွေပါတယ်ဆရာကြီးလရန်သာဆော့ချီရဲ့ဘဝလမ်းညွန်စကားမို့ဝင်းစာအကောင်လေးကိုဝေယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature page channel လေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာဒါဆိုသူများအားလုံးဘေးရန်ကတဲ့ကင်းကြီးကြပါစေဒေါတာကတဲ့ကင်းကြီးကြပါစေစိရဲ့ကတဲ့ကင်းကြီးကြပါစေမလုံးစင်ဝိုင်းအေးချမ်းကြပါစေဒါဆိုသူများအားလုံးဘေးရန်ကြောက်ကြစိရဲ့ကင်း၍ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအောင်ကြလို့ရစန္ဒမြန်လေးတလုံးတော့ပြေဆုံးကြပါစေလို့ ကျွန်တော်ရဲ့ literature feed channel လေးမှာနှာစင်ပေးခဲ့ကြသူတူတူရောက်ချင်းစီကိုစွတ်တောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ